္လာပါခင်ဗျရှန်ကုန်ခေတ္တကနေဒီနေ့နေ့နဲ့ကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှမ်းပြည်နယ်မြောက်ပိုင်းအပဝင်းဒေါ်လာရင်းတက်တွေတိမ့်ပိုက်ထားတဲ့နေ့နေ့တွေကိုလေရင်တန်းကြားတာနဲ့ကြောက်ရွံ့တုန်လှုပ်ပြီးမနေရတဲ့အထိလေချောင်းတက်ကိုက်မှုတွေလှုပ်ဖို့အကြမ်းဖက်စစ်ကောင်းဆောင်မင်းအွန်လိုင်းကအမိန်ပေးထားတယ်ဆိုပါလိမ့် MDA တိမ့်ပိုက်ထားတဲ့လာရှုံမြို့ကနေပညာအထက်တန်းကျောင်းနဲ့ AD တက်ဦးကျောင်းဝင်းအတွင်ကို အကြံဖတ်စစ်ကောင်စီတပ်ကဒီကနေ့မနက်အစောပိုင်းမှာပဲလေနဲ့တက်ပြီးဘုံကျဲသွားပြန်တယ်ဆိုတဲ့သတင်းပါဝင်ဒီနေ့နေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပရမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းပါဝင်တော်လိုင်းရီတပ်တွေသိမ်းပိုက်ထားတဲ့နေမြေတွေကိုလေရင်တန်းကြားတာနဲ့ကြောက်ရွံ့တုန်လှုပ်ပြီးမနေရတဲ့အထိလေကြောင်းတက်ကိုက်မှုတွေလှုပ်ဖို့အကြံဖတ်စစ်ကောင်ဆောင်မင်းအွန်လိုင်းကိုတိုင်အမိန့်ပေးထားတယ်လို့နေပြည်တော်စစ်တပ်သတင်းရင်းမြစ်ကရန်ကုန်ခေတ္တကိုပြောပါတယ်အဲ့ဒီအမိန့်ကို အကြံပေးစစ်ကောင်းဆောင်မင်းအွန်လိုင်းကရန်တိုင်းမင်းစစ်စင်ရဲ့ညွန်ကြားချက်တွေပြောဆိုထုတ်ပြန်တဲ့အချိန်အမိန်ပေးညွန်ကြားချက်အနေနဲ့ထည့်သွင်းထားတာဖြစ်တယ်လို့ဆိုပါတယ်။လက်ရှိစစ်ကောင်စီလက်လွတ်ဆုံးရှုံးထားတဲ့နေပြည်တော်မှာလူတွေစီကားပြီးပုံမှန်လေပတ်နေတာမျိုးလှုပ်လို့မရအောင်အဲ့ဒီနေပြည်တော်ကိုလူတွေပြောင်းရွှေ့နေထိုင်တာမျိုးမရှိအောင်အပြင်နောက်ဆုံးအဲ့ဒီနေပြည်တော်မှာလေရင်တန်းကြားတာနဲ့ကြောက်ရွံ့တုန်လှုပ်ပြီးမနေရဲတဲ့အထိဖြစ်အောင် လေကြောင်းတိုက်ခိုက်မှုတွေလုပ်ဖို့အကြမ်းဖက်မင်းအွန်လိုင်းကိုတိုင်အမိန်ပေးထားတယ်လို့နေပြည်တော်စစ်တပ်သတင်းရင်းမြစ်ကပြောထားပါတယ်။ဒါအပြင်စစ်ကောင်စီအနေနဲ့သူတို့လက်လွတ်ဆုံးရှုံးထားတဲ့နေမြစ်တွေကိုဘလို့နီးနယ်ပဲဖြစ်ဖြစ်ပြန်လဲရယူမယ်ဆိုပြီးတော့ပါပြောထားပြန်တဲ့အပြင်အဲ့ဒီနေမြစ်တွေမှာတော်လိုင်းကြီးတပ်တွေကအခွန်အောက်တွေရနေတာမြို့ကိုလည်းလုံးဝလုံးဝမဖြစ်အောင်လုပ်ဖို့ကိုပါညွှန်ကြားထားပြန်တယ်လို့ဆိုပါတယ်။အခုရပိုင်းတွေမှာလည်းအဲ့ဒီလိုညွန်ကြားချက်တွေအတိုင်းတော်လန်ရေးတက်တွေတင်ပိုက်ထားတဲ့နေမြေတွေကိုစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုတွေတောင်းလျှောက်လုပ်နေတာဖြစ်တဲ့အပြင် မြေပြင်မှာလည်းထိုးစစ်ဆင်ဖို့တွေးကိုပါမကြမီလှုပ်လာဖို့ရှိနေပြန်တယ်လို့လဲနေပြည်တော်စစ်တပ်တရင်ရှိမိကပြောထားပါတယ်ခင်ဗျာတဆက်ထင်းမှာပဲ MNDAA သိမ့်ပိုက်ထားတဲ့လရှုမျိုးကနေပြည်ညာအထက်တန်းကျောင်းနဲ့ AD တပ်ဦးကျောင်းဝင်းအတွင်ကိုအကြံဖက်စစ်ကောင်စီတပ်ကဒီကနေ့မနက်အစောပိုင်းမှာပဲလေနဲ့တက်ပြီးဘုံကျဲသွားပြန်တယ်လို့ MNDAA တပ်ဖွဲ့ဝင်တွေရဲ့လူမှုကွန်ရက်ပေါ်တရင်ဖော်ပြချက်နဲ့ဒေသခံပြည်သူတို့ရဲ့ပြောဆိုချက်အရသိရပါတယ်ဒီကနေ့စက်တင်ဘာလ25ရက်နေ့မနက်2နာရီကျော်လောက်မှာပဲ အကြံပစကောင်စီတက်ကလာရှုမျိုးရက်ွက်စနစ်မှာရှိတဲ့ဤပညာအထက်တန်းကျောင်းနဲ့အေဒီတူကျောင်းဝင်းအတွင်ကိုလေင်းနဲ့လာပြီးဘုံတွေကျဲချသွားပြန်တယ်ဆိုပါလေအဲဒီလိုစကောင်စီတက်ရဲ့လေင်းနဲ့ဘုံကျဲတက်ခိုက်မှုအတွင်လာရှုဤပညာအထက်တန်းကျောင်းအဆောက်အုံတချို့ထိခိုက်ပျက်စီးသွားတယ်လို့လူထိခိုက်မှုတော့မရှိဘူးလို့လည်းသိရပါတယ်လက်ရှိလာရှုမျိုးမှာရှိတဲ့ပြည်သူတွေကတော့ညဘက်တွေဆိုလေင်းလာမကိုစိုးရင်စိတ်တွေနဲ့ပဲနေနေရပြီစကောင်စီတက်ကဝိုင်းတွဲလေင်းလာရင်တော့အတန်ကအဝေးကြီးကလေးကကြားရတယ်လို့ တိုက်လျင်တန်ဆိုရင်တော့လာပြီးမိနစ်ပိုင်းအတွင်းမှာပဲပေါက်ကွဲတန်ကြောက်ရတာဖြစ်တယ်လို့လဲလာရှိုးမျိုးရက်ွက်ဆက်နဲ့နေမြေကိုမှနေတဲ့ပြည်သူတို့ကပြောထားပါတယ်။လက်ရှိအကြံဖတ်စစ်ကောင်စီက MNDAA တင်ပိုက်ထားတဲ့လာရှိုးမျိုးကိုအောက်လ30ရက်နေ့နဲ့စက်တင်ဘာလ9ရက်10ရက်21ရက်24ရက်အပြင်အခုဒီကနေ့25ရက်နေ့တွေမှာလေကြောင်းတိုက်ခိုက်မှုတွေအပြင်းထန်ပြုလုပ်ခဲ့ပြီးဖြစ်တယ်လို့သိရပါတယ်ခင်ဗျာ။တစ်ဖက်မှာတော့မခွေးတိုင်းမြိုင်မြို့နယ်မှာ ဂျပန်စစ်ကောင်စီရဲ့ရဲတပ်သားတအုပ်ကိုပစ်တပ်ပြီးလက်နက်တွေယူဆောင်အလင်းဝင်လာတဲ့သူနှစ်ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်၄ဦးအလင်းဝင်ရောက်လာတယ်လို့မြိုင်ပကဖကသတင်းထုတ်ပြန်ထားပါတယ်။စက်တင်ဘာလ12ရက်နေ့ကပဲမြန်မြို့ပေါ်မှာတာဝန်ကျနေတဲ့စစ်ကောင်စီတပ်သားနှစ်ဦးဟာရဲတပ်သားယောဂျီဆိုတဲ့သူကိုပစ်တပ်ပြီးလက်နက်တွေနဲ့အတူမြိုင်ပကဖတပ်ဖွဲ့စီမှအလင်းဝင်ရောက်လာတယ်ဆိုပါတယ်။ဒါအပြင်စတေမလာဆာရည်နေမှာလေမြိုင်မြို့ပေါ်မှာတာဝန်ကျနေတဲ့စစ်ကောင်စီတပ်သားဦးလာဖြူဆိုတဲ့သူဟာ ်ညိုင်ပကပကိုဆက်သွယ်ပြီးထပ်မံအလင်းဝင်ရောက်လာသလိုအဲ့ဒီတတဦးလာပြူဆိုတဲ့သူဟာရခိုင်ပြည်နယ်ကြောက်ဖြူဇာတိဖြစ်ပြီးမြန်မြို့နယ်အထွတ်မန္တလေးဂိတ်မှာတာဝန်ကျနေတဲ့အချိန်သူ့ရဲ့တနက်ကိုပါတပါးတဲ့တဲလာပြီးတော့ပြည်သူရင်ဝင်ခိုလုံခဲ့တာဖြစ်တယ်လို့မြန်ပကပကသတင်းထုတ်ပြန်ထားပါတယ်အလားတူစက်တင်ဘာလ18ရက်နေ့မှာလဲနောက်ထပ်စစ်ကောင်စီတပ်ကဒုတက်ကျဇွဲလင်းပိုင်ဆိုတဲ့သူဟာမြန်မြို့ပေါ်အတကနှစ်မှာတာဝန်ကျနေတဲ့အချိန်သူ့ရဲ့တနက်နဲ့အတူထွက်ပြေးလာပြီးတော့ မြိုင်ပကဖတပ်ဖွဲ့စီမှာအလင်းဝင်ရောက်လာပြန်တယ်လို့သိရပါတယ်။အဲဒီလိုအလင်းဝင်ရောက်လာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုဒေါ်လာရင်းတပ်တွေကကောင်းကောင်းမွန်မွန်လက်ခံကြိုဆိုဆောင်ရှောက်ပေးထားပြီးလက်နက်တွေပါယူဆောင်လာတဲ့အတွက်ဂုံပြုစုငွေတွေလည်းချီးမြှင့်ပေးထားတယ်လို့မြိုင်ပကဖအဖွဲ့ကထုတ်ပြန်ထားပါတယ်ခင်ဗျ။တစ်ဖက်မှာတော့စကိုင်းတိုင်းဘုဒ္ဓလင်းမြို့နယ်ကစစ်ရှောင်းစခန်းမှာရှိတဲ့စစ်ဘေးရှောင်ပြည်သူ9ဦးကိုအကြမ်းဖက်စစ်ကောင်စီတပ်ကဝင်ရောက်ဖမ်းဆီးသွားတဲ့အပြင် စစ်ရှောင်းစခန်းကစားနဲ့ရိတ်ခါတွေကိုပါလူရက်သွားတယ်လို့မုံရွာမှာလည်းညအချိန်ကြီးလူငယ်တွေကိုစစ်တပ်ကပေါ်တာဆွဲဖမ်းဆီးဓာတွေလုပ်နေတယ်လို့ဒေသခံတရင်ရင်းမြစ်တွေကပြောပါတယ်စက်တင်ဘာလ24ရက်နေ့ဖြစ်တဲ့မနေ့ကပဲဘူတလင်မြို့နယ်ကစစ်ပေးရှောင်းစခန်းကိုကုတော်ရက်စခန်းမှာတဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ကဝင်ရောက်ဖျက်ဆီးသွားပြီးစစ်ရှောင်းပြည်သူခုနှစ်ဦးကိုပါဖမ်းဆီးသွားတဲ့အပြင်စစ်ပေးရှောင်းပြည်သူတွေရဲ့စားနဲ့ရိတ်ခါတွေလည်းလူရက်သွားတယ်ဆိုပါတယ်ဒါအပြင် အကျံပစကောင်စီတက်ဟာကုတော်ရွာတဲ့ကပြည်သူပိုင်နေအိမ်တွေကိုလည်းထင့်တယ်လို့တက်ဆွဲထားပြီးတပတ်ကရွာမုံချိတ်ရွာကိုတော့ရွာလုံးကျွမိရှုဖြက်စီထားတယ်လို့ဒေသခံတရင်ရှိမိကပြောထားပါတယ်တပတ်မှာလည်းမုံရွာမြို့ပေါ်ရက်ွက်တွေမှာပါအကျံပစကောင်စီတက်ကလူငယ်တွေကိုညစဉ်ပေါ်တာဆွဲဖမ်းဆီးတာတွေလုပ်နေပြီးစက်တင်ဘာလ18ရက်နေ့ကဆိုရင်အင်းဆောင်တဲ့ကလူငယ်၅ဦးကိုအိမ်တော်စုဇရပြတာတော့အကျံပစကောင်စီတက်ကပေါ်တာဆွဲဖမ်းဆီးသွားတယ်လို့မုံရွာမြို့ကပြည်သူတို့ကပြောထားပါတယ်ခင်ဗျာ ဒီတစ်ခါမကွေးတိုင်းဘက်မှာတော့ရင်ကျုံမြို့နယ်မဟူအောက်စိတ်ဂျင်းရွာကိုအချက်ဖက်စကောင်းစီတက်ကလင်းနဲ့ဘုံကျဲမှုအတွင်းစေကျော်တက်အရွယ်အမျိုးသမီးငယ်တဦးအပါဝင်ပြည်သူနှစ်ဦးတေဆုံးသွားတဲ့အပြင်တိုင်နယ်ဇေယုံဖုန်ကြီးကျောင်းဖျားစေဒီနဲ့တိန်ကျောင်းတွေပါထိမှန်ပျက်စီးထားတယ်လို့ရင်ကျုံမြို့နယ်ပက္ကဖအဖွဲ့တည်ရင်ရှိမိကရန်ကုန်ခေတ်တွေကိုပြောပါတယ်စက်တင်ဘာလ22ရက်နေ့ကပဲရင်ကျုံမြို့နယ်ကအရက်သားပြည်သူတွေနေထိုင်ရာ မူအောက်စိတ်ကြေးရွာကိုအကြံဖက်စကောက်စီတက်ကလေနဲ့လာပြီးရေရွံချက်ရှိရှိဘုံချက်တိုက်ခိုက်သွားတယ်ဆိုပါလေအဲဒီလိုစကောက်စီတက်ရဲ့လေရင်ကကျဲချလိုက်တဲ့ဘုံသီးတွေဟာကြေးရွာအတွင်းကိုကြောက်ရောက်ပောက်ကွဲသွားပြီးဆယ်ကျော်သက်အရွယ်အမျိုးသမီးငယ်တဦးအပေါင်းဝင်ပြည်သူ2ဦးသေဆုံးသွားတဲ့အပြင်ပြည်သူ5ဦးဝင်ကျင်တဲ့ဒဏ်ရာတွေရထားပြီးတော့တိုက်နယ်စေယုံဘုံကြီးကျောင်းဖျားစီတီနဲ့တိမ်ကျောင်းတွေပါထိမှန်ပျက်စီးထားတယ်လို့ရေချုံမြို့နယ်ပကပအဖွဲ့တရင်ရေးမိကပြောထားပါတယ်ခင်ဗျာ ဟုတ်ကဲ့ဒါကတော့ yang kita kan ni, ini ni lagi,